ားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ပုံမှန်တင်ဆက်နေကြကျွန်တော်အတွေ့ကျွန်တော်မြင်အစီအစဉ်ကနေတော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ဒီစနေတနေ့မှုနေဆိုရင်ကျွန်တော်ပုံမှန်အာတခြားသတင်းတွေအများကြီးကိုလိုက်မကြည့်လိုက်မပြောဘဲနဲ့ကျွန်တော်ရဲ့ရင်ထဲမှာပြောချင်တဲ့အကြောင်းအရာတွေကိုပဲကျွန်တော်ပြောလိပြောထားရှိတာကျွန်တော်ရဲ့ channel ကိုကြည့်ရှုနေကြတဲ့သူတွေလည်းအားလုံးအာတိကျမှာပဲဗောနော်အဲ့တော့ ဒီနေ့လည်းအာကျွန်တော်ပြောချင်တဲ့အချောင်းညာတစ်ခုရဲ့ဟိုပဲကျွန်တော်ပြောတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့လမ်းထွက်လျှောက်တာပေါ့နော်ညာဘက်လမ်းထွက်လျှောက်တယ်လမ်းထွက်လျှောက်ပြီးတော့ပြန်လာရေမိုးချိုးပြီးတော့သူဒါပြောမှာပေါ့နော်ဒီမှာတော့ဟိုကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်တော့ဟိုပေါ့နော်အေးစစ်စစ်ပဲနော်ဘန်းညာလေးတစ်ခုရဲ့ပေါ့ညာဘက်လမ်းထွက်လျှောက်အေးစစ်ပဲမိုက်တယ်ပေါ့နော်ဟိုအဲ့လို AC တိတ်ဆိတ်နေတဲ့အချိန်မှာလမ်းထွက်လျှောက်ရဖီးကလည်း တအားမိုက်တယ်ဗျပထမတော့အဲအဲဒီမှာပဲကျွန်တော်ဗီဒီယိုရိုက်မလို့ဆိုပြီးတော့လောက်လောက်စဉ်းစားထားတာပေါ့နော်ဒါပေမဲ့အဲညာဘက် lighting ရောတခြားသောအခြေအနေကတိတ်အဆင်မပြေတာပဲအဆင်မပြေတာနေပေါ့နော်ဟိုကျွန်တော်အဲ့အိမ်ဝဲပြန်လာပြီကျွန်တော်ရိုက်ဖြစ်တာပေါ့နော်ဒီနေ့အဲဘောတော့ဟိုကျွန်တော်ဘာကြောင်းပြောမှလဲဟောဘာကြောင်းပြောမှလဲဘာကြောင်းပြောမှလဲဆိုတော့ကျွန်တော်တို့ဒီလက်လောဖြစ်တဲ့ ကဘာမှာဖြစ်တဲ့အကြောင်းအရာတွေရဲ့တစ်ခုကိုကျွန်တော်ပြောမှာဖြစ်ပါတယ်အားကြောင့်ဗီဒီယိုဆုံးအထိလိုက်ပါကြည့်ရှုပေးကြပါကဲစโอเคဒီတော့ကဘာကြီးမှာပြဿနာတွေအများကြီးဖြစ်နေဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့အာကျွန်တော်တို့အမေရိကန်နိုင်ငံမှာဟိုနော်ဟိုဒေါ်နယ်ထရန့်ဦးဆောင်တဲ့အစိုးရရဲ့အောက်မှာပြဿနာတွေဖြစ်နေတာတွေကျွန်တော်တို့အများကြီးတွေ့ရတယ်အာနောက်ဆုံး အာဘာလို့ဟိုသူတို့မှာဒေါ်နယ်ထရန့်နဲ့အီလွန်မတ်စ်ရဲ့အာလူမှုကွန်ရက်ပေါ်ကအချောင်းယာရီအာနောက်ပြီးတော့ဟိုစီးပွားရေးနဲ့ပတ်သက်တဲ့အချောင်းယာရီအာနောက်ပြီးတော့အခုဆိုရင်ဗီဇာတွေပိတ်တာတခြားအချောင်းယာအများကြီးလဲကျွန်တော်တို့ရှိရရုရှားနဲ့ယူကရိန်းမှာယူကရိန်းရဲ့ဟိုလောဒရုန်းတွေနဲ့တိုက်ခိုက်တဲ့ဖြစ်စဉ်တွေငင်းငယ်ရေးဆွေးနွေးပွဲနှီးမှာတိုက်ခိုက်လိုက်တဲ့ဥစ္စာတွေအခုဒီအဆင်မပြေသေးတဲ့ယူကရိန်းစစ်ပွဲအချောင်းယာရီအိန္ဒိယပါကစ္စတန်အချောင်းယာရီ အများကြီးပဲဗျာပြောစရာတွေကတော့ဒါပေမဲ့ကျွန်တော်အဲ့ဒီရပြမှာအခုလည်းတော်တော်ဖြစ်သွားတယ်မနေ့ကတော့ကျွန်တော်တို့ရဲ့လူမှုကွန်ရက်ပေါ်မှာစိုးမိုးသွားတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ဘာလဲဆိုရင်တော့ Israel Iran အကြောင်းကိုကျွန်တော်ဒီကထားပြီးတော့ပြောသွားမှာဖြစ်ပါတယ် Israel Iran အကြောင်းတရားကိုဘာကြောင့်ပြောချင်တာလဲလူတွေပြောကြတယ် Israel Iran အကြောင်းကိုဟောဟောပါတော့ဟို ဖြစ်တော့ကြတော့ဝါဝါ3ကိုမိတော့မှာဝါဝါ3ဖြစ်တော့မှာလားတကြကပါစီကြီးဖြစ်တော့မှာလားဘလို့ထင်လဲအရင်တော့အဲ့ဒါမေးခြင်းတော့ဘလို့ထင်လဲကျွန်တော်ရဲ့အာကျွန်တော်တို့ကျွန်တော်ရဲ့တော်လှန်ပြည်တွေဘလို့ထင်လဲဝါဝါ3ဖြစ်မယ်လို့ထင်လားအဲ့ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာထက်ကျွန်တော်တို့ဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့အတူဖြစ်နိုင်လားမဖြစ်နိုင်လားကိုကျွန်တော်တို့ဆက်ပြောကြရအောင် โอเคအော်အားလုံးသိပြီးရတဲ့အတိုင်းမနေ့ကမနက်ပိုင်းပေါ့နော်မနေ့ကမနက်ပိုင်းမှာအစ္စရေးကအီရန်နိုင်ငံလေးကိုဝင်ပြီးတော့လေရင်နေနဲ့လေရင်နေနဲ့ဝင်ပြီးတော့လေရင်နေလေရင်များစွာနဲ့ဝင်ပြီးတော့နျူကလ িয়ার နဲ့သက်ဆိုင်တဲ့နေရာဒေသတွေကိုရွေးချယ်ပြီးတော့တိုက်ခိုက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေများစွာပြုလုပ်သွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့အာ အစ္စရေးထုံးစံတိုင်းပေါ့နော်သူကအသာသီးယူပြီးတော့အသာသီးရောင်းအရင်ဆုံးလုတ်ပြတာပေါ့နော်အစ္စရေးထုံးစံတိုင်းလုတ်ပြတာပေါ့အဲ့တော့ဒီတိုက်ခိုက်မှုမှာထိရောက်လာထိရောက်မှုတွေအများကြီးဖြစ်သွားပါတယ်အဓိကသူ့ရဲ့အကြောင်းပြချက်ကဟလာအီရန်နေနဲ့မကြခင်မှာနျူကလ িয়ার ပေါ့နော်သူ့မှာယူရေနီယံတန့်လျင်ပြီးသားတွေ60ခန်းလုံးလောက်လာမသိရှိတယ်ပေါ့နော်60ခန်းလုံးလောက်ရှိတယ်ဒီဥစ္စာတွေနဲ့နျူကလ িয়ার ဘုံသီးတွေကိုထုတ်လုပ်လို့ရနိုင်တဲ့အခြေအနေမျိုးတွေရှိတယ် ဒါကြောင့်မလို့ဒီဥစ္စာကိုသူတို့ထုတ်လုပ်ခွင့်ရဟူပိုင်ဆိုင်နိုင်ခွင့်မပေးနိုင်ဘူး။ပိုင်ဆိုင်နိုင်ခွင့်ဘာကြောင့်လဲဒါ Israel ဘက်ကပြောတဲ့စကားနော်။အာ Israel ဘက်ကနေပြောသူတို့ထုတ်ဒီပိုင်ဆိုင်ခွင့်ပေးရမယ်ဆိုရင် Israel ကိုဘောနော်အာဒီ Iran ကနေပြီးတော့အာဘောနော်ဟိုပျောက်ွယ်သွားအောင်လုပ်ချင်တဲ့အကြောင်းအရာတွေရှိရဆိုပြီးတော့ဒါကြောင့်မလို့ပြောကြရတယ်ဘောနော်။အဲ့တော့ဟိုဒါသူတို့ဘက်ကပြောတဲ့စကားပါကျွန်တော်ကတွင်းလင်းပြောရင်ဒီပွဲမှာ အစ္စရေးဘက်ကနေလည်းကျွန်တော်ကပြောမှာမဟုတ်သလိုအီရန်ဘက်ကနေလည်းပြောမှာမဟုတ်ပါဘူးဒီတိုင်းကျွန်တော်မြင်တဲ့အမြင်တွေကိုပဲကျွန်တော်ကဒီဗီဒီယိုမှာပြောမှာဖြစ်ပါတယ်အဲ့တော့အစ္စရေးရဲ့ဟောတော့ဒါအစ္စရေးရဲ့အခုတိုက်ခိုက်မှုမှာဆိုရင်အာကျွန်တော်တို့အီရန်နိုင်ငံမှာဟောတော့ဟိုကျွန်တော်တို့ဟိုအမြင်ဆုံးစစ်တပ်ရဲ့ခေါင်းဆောင်ပေါ့နော်စေယူစီချုပ်တူတည်ဆုံးတယ်နောက်ပြီးတော့တခြားစစ်ဘက်ဆိုင်ရာအရာရှိအဆင့်မြင့်အရာရှိကြီး နှစ်ဦးစစ်ဗိုလ်ချုပ်အားလုံးပေါင်း၃ဦးတေဆုံးပြီးတော့နျူကလ িয়ার ပညာရှင်၂ယောက်နဲ့တခြားသောအရေးပါတဲ့သူတွေအများကြီးတေဆုံးမှုတွေဖြစ်ကုန်တယ်။ဟုတ်ပထမဆုံးချီးကျူးချီးကျူးကျင်တာပထမဆုံးချီးကျူးချီးကျူးတာချီးကျူးတယ်ဆိုတာထပ်ပေါ်တော့ပထမဆုံးကျွန်တော်အန်အောမိတာကအန်အောမိတယ်ဆိုတာဒါအန်အောစရာကိစ္စကြီးတစ်ခုမဟုတ်ပါဘူး။ Israel ထောင်လိုင်းရဲ့ Mozart ရဲ့ပေါ်တော့ဒီပြတ်မှတ်တွေအပေါ် ဘလို့ထောင်လန်းပြီးတော့ဘယ်အချိန်မှာသူတို့ရေရှိနေပြီးတော့ဘလို့အချိန်မှာဘလို့တိုက်ခိုက်သွားနိုင်လဲဆိုတော့ထောင်လန်းရေးတရင်အချက်အလက်စုကောင်းနိုင်မှုအခြေအနေကိုကျွန်တော်ပထမဆုံးဟာဟိုပြောချင်တာဖြစ်ပါတယ်လုံးဝပစ်မှတ်တွေကိုတိကျတယ်ဟာပစ်ခတ်တဲ့နေရာတွေကလည်းနျူကလ িয়ার ကိုဆက်ပြီးတော့လုံမယ်ဆိုရင်သူတို့အတွက်အားပြောမှုတွေဖြစ်သွားနိုင်တယ်နေရာတွေကိုပဲအဓိကရွေးချယ်ပြီးတော့တိုက်ခိုက်သွားနိုင်တာဖြစ်တယ် အမေရိကန်ကတော့ပြောတယ်သူတို့ဒီစစ်စင်ရေးမလုပ်ခဲ့သူတို့ကတော့အကြောင်းကြားတယ်ဒါပေမဲ့သူတို့အနေနဲ့ပါဝင်ပတ်သက်မှုမရှိဘူးဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့ဒီအစ္စရေးနဲ့အီရန်အီရန်ကို တိုက်ခိုက်နိုင်မှုကကျွန်တော်တို့ဘယ်လောက်အတိုင်းတာတိဖြစ်သွားနိုင်လဲအီရန်ကကောကျင်းတည်ပြန်ပြီးတော့လက်တော့ပြန်မှုတွေလုပ်မလားဆိုတာကိုတော့ကျွန်တော်တို့ပြန်ပြီးတော့ပေါ့နော်ဟိုစောင့်ကြည့်ရမယ့်အခြေအနေတစ်ခုလို့တော့ကျွန်တော်ကတော့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘာကြောင့်ဒီစကားကို ပြောရလဲဆိုရင်ပေါ့နော်။ဘာကြောင့်ဒီကောက်ပြောရလဲဆိုရင်အရှိလေပိုင်းဒေတာမှာပေါ့နော်ကျွန်တော်တို့ Israel ပေါ့နော် Israel နိုင်ငံစပြီးအာတီထောင်နိုင်ခဲ့တဲ့အာတီထောင်နိုင်ခဲ့ကလေးကယနေ့အချိန်ထိပေါ့နော်စီးရင်းနဲ့ပတ်သက်ပြီးတော့အမြဲအသင့်ရှိနေတဲ့နိုင်ငံတနိုင်ငံလို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့သူကသူ့ရဲ့အိန္ဒိယချင်းနိုင်ငံတွေနဲ့အမြဲလိုလိုပြဿနာတွေကဖြစ်နေကြတယ်ကျွန်တော်တို့တွေ့ရတယ်။အာသူကရိုင်းလည်းအာသူ့ကိုဟိုလာရောက်တိုက်ခိုက်မှုတွေကိုလည်းအမြဲတမ်းခံနေရတဲ့နိုင်ငံတနိုင်ငံလို့ ကျွန်တော်တို့ပြောလာရတယ်ဒါကြောင့်လို့သူကအမြဲတမ်းစီရေးအသင့်ရှိနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုဒီလိုနိုင်ငံနဲ့ဒီဒါကြောင့်မလို့လေသူ့ရဲ့နိုင်ငံနဲ့အဖွဲ့မှာလေချောင်းကာကွယ်ရေးစနစ်တွေကိုအာဖြန့်ကျက်ထားတယ်အာနောက်ပြီးတော့သူ့နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုလည်းအမြဲအဆင့်မြင့်တင်နေတဲ့နိုင်ငံတစ်နိုင်ငံလို့အာကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အီရန်ရဲ့တုံ့ပြန်နိုင်မဲ့ တုံ့ပြန်မယ်ဆိုရင်တော့မှတုံ့ပြန်မယ်အစီအစဉ်ကိုအလုံးစုံမဟုတ်ဘူးဆိုရင်တော့မှပေါ့နော်အတက်နိုင်ဆုံးကာကွယ်သွားနိုင်မယ်အခြေအနေရှိတယ်လို့တော့ကျွန်တော်ကတော့မြင်နေပေါ့နော်အဲ့တော့ဦးဝင်းလင်းပြောရမယ်ဆိုဟိုးတလုံးလုံးကကျွန်တော်တို့အာ2024အောက်တိုဘာပေါ့နော်2024အောက်တိုဘာတုန်းကအာကျွန်တော်တို့ကအာအတုံးကဒီအီရန်ကနေပြီးတော့ဟိုအစ္စရေးကိုပေါ့နော်ဒုံးကျည်ပေါင်းယာနဲ့ချီပြီးတော့ ပြစ်ခတ်ခဲ့တာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့အဲပြစ်ချခဲ့တဲ့ပြစ်ခဲ့တဲ့အချိန်မှာလည်းအလားတဲ့ဒုံးကြီးတွေအများစုကိုအစ္စရေးအနေနဲ့ပြစ်ချနိုင်ခဲ့တယ်။အနောက်ပြီးတော့အဲ့လိုပြစ်ခတ်ခံရတဲ့အချိန်မှာတော့ပေါ့အခုချိန်ဒေါင်းတော်မီဖြစ်နေတယ်။အဘားကြောင့်လဲဘားကြောင့်လဲဆိုရင်ဒီသူ့ရဲ့ပေါ့နော်အမြဲတမ်းစစ်ရေးကိုအမြဲအသင့်ထားတယ်။သူ့ရဲ့နိုင်ငံသားတွေကိုလိုအပ်တဲ့အချိန်မှာအမြဲတမ်းစစ်မှုထမ်းနိုင်အောင်သူပြင်ဆင်ထားတယ်။အာဒါဒီအချက်လက်တွေကြောင့်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။အခုဟိုပေါ့နော် ဟိုပါဘောနော်ဒီပြီးခဲ့တဲ့2024အော်တိုဘာတိုက်ခိုက်မှုကဘာကြောင့်ဖြစ်တာလဲကျွန်တော်တို့ပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့အီရန်ကနေပြီးတော့ကြောထောက်နောက်ခံပေးထားတဲ့ကျွန်တော်တို့ပေါ့နော်ဂါဇာမှာအခြေစိုက်တဲ့ဟာမတ်စ်နဲ့ကျွန်တော်တို့ပေါ့နော်အာဟာမတ်စ်နဲ့အာကျွန်တော်တို့လက်ဗနော်မှာအခြေစိုက်တဲ့ဟစ်ဘိုလာအဖွဲ့တွေကခေါင်းဆောင်တွေကိုအစ္စရေးကလုံခြုံတပ်ဖြတ်တဲ့အတွက်ဒီအတွက်လက်တုံပြန်တဲ့အနေနဲ့အာကျွန်တော်တို့ဟိုအီရန်ကနေပြီးတော့ဒီလိုဒုံးကျည်နေတိုက်ခိုက်ခဲ့တာလို့ အာကျွန်တော်တို့ပြောလို့ရတယ်ဗောနော်ဒါပေမဲ့အခုတစ်ချိန်မှာတော့ Israel ကဥဆောင်ပြီးတော့ဗောနော်ဟိုပြန်လုတ်သွားတယ်လို့ကျွန်တော်တို့ပြောရမယ်ဗောနော်အဲ့တော့ Iran ကတော့မကြခင်မှာနျူကလ িয়ার ကိုပိုင်တော့မယ်ဒါပေမဲ့အဲ့နျူကလ িয়ার နဲ့ပတ်သက်ပြီးတော့ American နဲ့ဆွေးနွေးနေတယ်ဆွေးနွေးနေတဲ့အချိန်မှာပြတ်သွားပြီပြတ်သွားပြီ Iran ကလည်းသူ့အတူလုံးဆရာရှိဆက်လုပ်မယ်ဆိုတဲ့အချိန်မှာ Israel ကဒီလိုတိုက်ခိုက်မှုမျိုးကိုပြုတ်လုပ်လိုက်တာလို့ကျွန်တော်တို့ပြောလို့ရတယ်ဗောနော်အဲ့တော့ဟို ဒီတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူအများစုမြင်ကြဆိုဒါက World War 3အခုဥတီသွားနိုင်လားပေါ်တလောကလည်း Iran နဲ့ Pakistan ဟို sorry India နဲ့ Pakistan ဖြစ်တယ်အာအခုလည်းကျွန်တော်တို့အာဒါကတော့ India နဲ့ Pakistan တော့ပြီးသွားပြီเนาะဒါပေမဲ့အခုသူတို့ရဲ့စကလုံးစစ်ထိုးတဲ့ပွဲတွေကတော့အခုချိန်ထိရှိနေလုံးပဲပေါ့เนาะအဲ့တော့ဒါပေမဲ့အာအခု Iran နဲ့ဒီ Israel နဲ့ကိစ္စကြတော့ အိန္ဒိယပါကစ္စတန်လိုမျိုးမဟုတ်တော့ဘူးသူထက်နည်းနည်းလေးကျန်ပြန့်သွားတယ်လို့ကျွန်တော်မြင်နေပေါ့နော်အဲ့တော့ဟိုဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အများစုကစိုးရင်ကြတာဒါ World War 3ကိုဥတီသွားနိုင်တဲ့အခြေအနေကြီးလားကျွန်တော်ပြောကျွန်တော်အဲ့ဒါကိုတေချာလေးပြောချင်ပါတယ်ကျွန်တော်ကတော့ပုံမှန်လင်းလင်းပြောမယ်ဆိုရင်ဒါက World War 3ကိုဖြစ်သွားနိုင်တဲ့အခြေအနေကိုဥမတီသေးဘူးလို့ပဲကျွန်တော်ကတော့မြင်ပါတယ်ကဲမင်းကအဲ့ဒါဆိုရင်ဘာကြောင့်ပြောတာလဲဘာဘာကြောင့်ပြောတာလဲ တော့ဒီအကြောင်းကိုပြောမယ်ဆိုရင် Israel နဲ့ Iran ပြင်သူတို့ရဲ့မဟာမိတ်နိုင်ငံတွေအကြောင်းကိုပါကျွန်တော်တို့ထည့်သွင်းပြီးတော့ပြောရမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဘာကြောင့်ဟောတော့ဟိုဟိုဒါကိုပြောရတာလဲလို့ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ဟောတော့အာအရင်တော့ဆိုရင်ကျွန်တော်တို့ World War တွေဖြစ်တဲ့အချိန်မှာသူကနှစ်နိုင်ငံဖြစ်ပြီဆိုတာနဲ့သူကမဟာမိတ်တွေကပါဘေးကနေပြီးတော့ဝင်ပြီးတော့အားဖြည့်ပြီးတော့တိုက်ခိုက်ကြတာပေါ့နော်။ဒါပေမဲ့အခုလိုအချိန်အခြေအနေမျိုးမှာ Israel နောက်မှာဘာတူရှိလဲ American ရှိတယ် မေရိကန်ကကြောက်ဆောင်နောက်ခံပေးထားသလိုအီရန်ရဲ့နောက်မှာလည်းရုရှားရှိအီရန်ရဲ့နောက်မှာလည်းရုရှားရှိကောင်းပြီအဲ့တော့အန်နိုင်ငံရဲ့ကြောက်ဆောင်နောက်ခံပေးထားတဲ့နိုင်ငံတစ်နိုင်ငံရဲ့လက်ရှိအခြေအနေတွေကဘာတွေဖြစ်နေလဲဘာတွေဖြစ်နေလဲဘာတွေဖြစ်နေလဲအရင်လိုအခြေအနေတွေဆိုရင်တော့အခုလိုဖြစ်ပြီဆိုရင်ဒုံးသူဝင်ကတ်ပြီးတော့ဟလာအာနောက်ကနေပြီးတော့ဝင်ပြီးတော့ဒီစစ်ပွဲတွေကိုဝင်လာမှာဖြစ်တယ် ရုရှားဆိုလဲသူတက်နိုင်သလားဝင်လာမှာဖြစ်တယ်ဒါပေမဲ့အခုအချိန်မှာသူတို့နှစ်ဖွဲ့လုံးသူတို့နှစ်နိုင်ငံလုံးဟာဝင်လာနိုင်ဖို့အခြေအနေဆိုတာထက်သူတို့ဘက်ကိုသူတို့တိုင်ပတ်နေတဲ့အခြေအနေတွေရှိတယ်ဆိုတာကိုအာကျွန်တော်ကတော့မြင်အဲ့တော့အမေရိကန်မှာဆိုလဲအာထရန့်ကသူ့ဘက်သူသူပရိပခနဲ့သူဖြစ်နေတာနောက်ပြီးတော့တရုတ်နဲ့ရင်ဆိုင်နေရတဲ့တချို့ဆိုင်ရှိအခုအာဘောနော်ဗေရှားတပ်ထုနဲ့ပတ်သက်ပြီးတော့တရုတ်နဲ့အာသူနဲ့ အဆင်ပြေသွားတယ်ဗီဇာနဲ့လဲလိုက်တယ်ဆိုပေမဲ့ तू ကဒီတရုတ်နဲ့ရင်ဆိုင်နေရတဲ့ဥစ္စာကပြီးသွားသေးတာမဟုတ်သေးဘူးလို့ကျွန်တော်မြင်တယ်။ဒါကြောင့်မို့ front မှာလည်းဘောနော်တခြားသောဟိုအရာတွေကအများကြီးရှိနေသေးရှိနေသေးတယ်ဘောနော်။အဲ့တော့ Israel ဘက်ကနေပြီးတော့အခုချင်း तू ကထောက်ခံမှုတစ်ခုကလွဲရင်ကြီးကြီးမားမားထောက်ပံ့မှုမျိုးကို तू ဘက်ကနေပြီးတော့လှုပ်လာနိုင်မယ်လို့တော့ကျွန်တော်ကတော့မထင်ဘူး။လှုပ်မယ်လို့လည်းတိတ်ပြီးတော့မမြင်မိဘူးပေါ့နော်အဲ့တော့တစ်ဖက်မှာကြည့်နေရင်လည်းရုရှား ရုရှားအခုတလောတော်မှဟိုမှာယူကရိန်းနဲ့ဖြစ်နေတဲ့ဥစ္စာမှာတူတော်မှခံထား7ဘီလီယံလောက်ရှိတဲ့ဟိုတော့ဟို7ဘီလီယံလောက်ဆုံးရှုံးမှုဖြစ်ထားတဲ့လေကြောင်းတိုက်ခိုက်ခံမှုတစ်ခုကိုသူတို့ခံထားဒရုန်းတွေနဲ့ဝင်တိုက်ခိုက်ထားလို့သူ့ရဲ့လင်းရင်တွေပျက်စီးဆုံးရှုံးထားတဲ့အခြေအနေတွေဖြစ်နေ။နောက်ပြီးတော့ဒီစစ်ပွဲမှာသူ့ရဲ့ကုန်ကျမှုတွေနဲ့ယူကရိန်းရဲ့ဟိုတော့ဟိုတိုက်ခိုက်မှုတွေကြောင့်ဆုံးရှုံးထားတဲ့ဥစ္စာတွေရတယ်။တံမိုးတွေကမနှဲလာတဲ့အခြေအနေလို့ကျွန်တော်တို့ပြောရမှာပေါ့နော်။ဒါကြောင့်ရုရှားနေလဲအီရန်ကို ဟုတ်ပါတော့ဟိုထင်သလောက်ထောက်ပံ့နိုင်မှာထင်သလောက်မဟုတ်ထောက်ထောက်ပံ့နိုင်မဲ့အခြေအနေတော့ကောင်းကောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်အခုအချိန်မှာရုရှားကိုရိုင်းတော့မှာမြောက်ကိုရီးယားတို့ဘာတို့ကနေပြီးတော့တချို့အကူအညီတွေတောင်းနေရတဲ့အချိန်မှာတူကိုရိုင်းဟိုတော့ဒီအီရန်ဘက်ကနေပြီးတော့ဟိုစစ်သားတွေလွတ်ပေးတာဘာမလွတ်ပေးတာဘာညာဆိုရဲအခြေအနေက လုံးဝကိုဖြစ်လာနိုင်မဲ့အခြေအနေတခုမဟုတ်ဘူးလို့တော့ကျွန်တော်မြင်နေပါတော့အဲ့တော့ဒါပေမဲ့ရုရှားဘက်ကတော့အရင်နှစ်တွေကအီရန်ကို အာတူဘက်ကနေပြီးတော့တိုက်ခိုက်ရေးလေရင်တချို့ပေးထားတယ်လို့တော့ကျွန်တော်တို့သိထားတယ်ဒါပေမဲ့သူကအပြည့်အဝဒီမှာဝင်ပြီးတော့100%ကြီးကူညီနိုင်မှာမဟုတ်ဘူးတချို့တော့စီးကူညီအနေနဲ့ဟိုဆက်လက်နဲ့ပစ္စည်းတွေပေးတာလို့ဗာနေတာလို့ဒါလို့တော့အာဖြစ်ကောင်းဖြစ်နိုင်တယ်အာတခြားဥစ္စာတော့ကျွန်တော်တို့ဖြစ်လာနိုင်ကြီးကတော့ဟိုနည်းတယ်လို့ကျွန်တော်ကတော့မြင်တယ်ဗောနော်တကယ်တော့ရုရှားနဲ့အီရန်က ဟုတ်လားမဟာမိတ်တော့မဟုတ်ကြဘူးဒါပေမဲ့မဟာဖြူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်တစ်ခုကိုရရှိဖို့နောက်ဆုံးအဆင့်ကိုဟုတ်လားဒီအာဟိုလှုပ်ဆောင်နေရတာလို့ကျွန်တော်တို့ပြောလို့ရတယ်နောက်ပြီးတော့သူတို့နှစ်နိုင်ငံရဲ့ဆက်ဆံရေးမှာပြီးခဲ့တဲ့နှစ်တွေမှာလည်းပို့ပြီးတော့ခိုင်မာလာနေတာကိုလည်းအာကျွန်တော်တို့တွေ့မြင်ရတယ်ဗောနော်အဲ့တော့အီရန်နိုင်ငံဟာနျူကလ িয়ার အရေးနဲ့ပတ်သက်ပြီးတော့ရုရှားနဲ့အာအာ sorry ယူကရိန်းအရေးနဲ့ပတ်သက်ပြီးတော့ရုရှားနဲ့ အနီးကပ်ရှိနေသလိုအီရန်နိုင်ငံရုရှားကိုလည်းဟိုပေါ့နော်ပယ်ထိန်တုံးကြီးတွေနဲ့တိုက်ခိုက် drone တွေကိုလည်းပြန်ပေးထားတာကိုလည်းအမေရိကန်နဲ့ဒီကြိန်တို့ကနေပြီးတော့ပြောထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒီလိုပဲအီရန်ကိုတင်သွင်းလာတဲ့အစားအသောက်တွေအတွက်လည်းအလဲလှယ်အနေနဲ့ဟိုပေါ့နော်ဟိုကျွန်တော်တို့အီရန်နေနဲ့ပယ်ထိန်တုံးကြီးတွေကိုလွှဲပြောင်းပေးခဲ့တာတွေရှိသလိုအီရန်အစိုးရဘက်ကတော့ဒုံးကြီးတွေဟိုပေါ့နော်ပေးပို့တယ်ဆိုတဲ့အချက်ကိုတော့တရားဝင်ညှင်းဆူထားတာကိုတော့ကျွန်တော်တို့ ဟိုဟိုပါဗောနော်တိထားရတာနော်အော်ဘာမလို့သူပေါ့သူ꽌တက်နေကြတယ်သူပေါ့သူ꽌နေပူနေကြတယ်သူတို့ရဲ့အဓိကမဟာမိတ်လို့ပြောလို့ရတဲ့နိုင်ငံတွေကသူပေါ့သူဟိုဟာဖြစ်နေအဲ့တော့သူနားမှာရှိတဲ့ဆီးရီးယားတို့ဂျော်ဒန်တို့တခြားသောနိုင်ငံတွေကလည်းအီရန်နဲ့အခုလောတဲ့ဖြစ်နေတဲ့အချိန်မှာဟောတော့ဒီအစ္စရေးကိုဝင်ပြီးတော့တိုက်ဖို့နေနေတသားသူတို့ပေါ့သူတို့ကိုတိုင်ပတ်နေဟိုဆီးရီးယားဆိုလေသူရဲ့ ဟုတ်ပါတော့ဟိုတလောမှာတော်လိုင်းအောင်ပြီးတော့သူပြန်ပြီးတော့နိုင်ငံတကာဝန်ဆန့်မှုကြိုးစားနေတဲ့အချိန်ကာလတွေဂျော်ဒန်တို့ဘာလို့ဆိုလဲဒီအချိန်မှာတခြားဒုက္ခတွေအရေးတွေဖြစ်ပျက်နေတဲ့ဟိုအစ္စရေးကာသာကနေပြီးတော့ဟိုဖြစ်ပျက်လာတဲ့အရာတွေကသူတို့စီကိုဖိအားနေနေဝင်လာတာတွေကလည်းတချို့ဥစ္စာတွေကလည်းရှိသေးတယ်အဲ့တော့ဒါတွေကပြောရမယ်ဆိုဟိုကတော့ဟိုစစ်ပွဲကြီးကိုပုံမှန်ကြီးမားဇီနိုင်မယ်လို့တော့အာကြီးမားအာကြီးမားစေဖို့ပေါ့နော်ဟိုသူတို့စီကလည်းလိုအပ်တဲ့ ဥစ္စာတွေတချို့အကြောင်းအရာတွေရောက်လာမှာမဟုတ်ဘူးဆိုတာကတော့ကျွန်တော်ကတော့မြင်မိတယ်ဒါကြောင့်မလို့ Warwar 3ဟာဖြစ်နိုင်ကြီးမရှိဘူးဘောနော်နောက်ပြီးတော့ကျွန်တော်တို့ပြောသလိုဘောနော်ဟိုရုရှားတို့အမေရိကန်တို့အာဒီကနေပြီးတော့ရောက်လာမဲ့အခြေအနေတွေကလည်းဘောနော်ဟိုနည်းနေသေးတယ်လို့ကျွန်တော်ကတော့မြင်နေပါသလားလဲလဲနေသေးတယ်လို့တော့ကျွန်တော်ကတော့မြင်နေအဲ့ဒါကြောင့်မလို့ဘောနော်ဟိုကျွန်တော်တို့ကျွန်တော်အနေနဲ့ကတော့ Warwar 3ကဖြစ်နိုင်ကြီးမရှိဘူးအာနောက်ပြီးတော့ဒီစစ်ပွဲဟာလဲဘောနော်အချင်း ဟိုအချိန်အကြဟိုအချိန်တိုင်းတာတစ်ခုမှာတနနိုင်ငံတိုက်ကြမယ်ဗျာတိုက်ပြီးတော့သူတို့အနေနဲ့ဟိုဘောနော်ဟိုဖြစ်ကြမယ်တနနိုင်ငံနဲ့တနနိုင်ငံအပြန်အလှန်ဖြစ်ကြမယ်တိုက်ကြမယ်ဒီလောက်နဲ့ပဲပြီးဆုံးသွားပြီးတော့ဟိုဘောနော်ဒီချက်ပို့ဆိုးသွားတဲ့တခြားနိုင်ငံတွေကူးဆက်သွားဖို့အခြေအနေကတော့အာအခုလိုအခြေအနေမျိုးမှာတော့ဖြစ်နိုင်ကြတော့တော်တော်လေးနဲနေရလို့ကတော့အာကျွန်တော်ကတော့ထင်တယ်အဲ့တော့ဒီနေရာမှာအီရန်အရင်နဲ့ပတ်သက်ပြီးအစ္စရေးအီရန်စစ်ပွဲနဲ့ပတ်သက်လာရင်ကျွန်တော်နောက်ထပ်ပြောပြချင်တာ တခုတော့ရှိသေးတယ်အဲ့နာအားတော့ကျွန်တော်တို့ရဲ့အိန္ဒိချင်းနိုင်ငံတခုဖြစ်တယ်တရုတ်နိုင်ငံ ਨੇ အကြောင်းဖြစ်ပါတယ်ဟောတရုတ်ကလည်းဘောတော့ဟိုကျွန်တော်တို့ဒီစစ်ပွဲမှာတရုတ်ရဲ့ခန်းကဏ္ဍကိုကျွန်တော်တို့ထက်တွက်ဖို့လိုလားဆိုတော့လူတွေလို့ကတော့ကျွန်တော်ကတော့နင်းဘာဖြစ်လို့လဲဆိုတော့ဘောတော့ဟိုအာတရုတ်ကလက်ရှိစစ်ဖြစ်နေတဲ့အီရန်နဲ့ဘောတော့အစ္စရေးမှာသူ့ရဲ့အကျိုးစီးပွားတွေကိုတိစောက်ထားတယ် ။အနောက်ပြီးတော့ဒါကြောင့်မလို့လဲသူ့ကိုလည်းထည့်သွင်းပြောထားပြောရမှာဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့တရုတ်ကလည်းအခုချိန်ရုရှားကသူ့ဘက်သူစစ်ဖြစ်နေတဲ့အချိန်ဟာပေါ့နော်။အမေရိကန်နဲ့ဟိုကမ္ဘာမှာအင်အားကြီးဆုံးနိုင်ငံလို့ပြောရမှာဆိုရင်နှစ်နိုင်ငံလို့ပြောရင်တရုတ်နဲ့အခုချိန်အော်အမေရိကန်ပဲပေါ့နော်အဲ့တော့တရုတ်ရဲ့အခန်းကဏ္ဍကလည်းပါတယ်ဘာလို့လဲဆိုတော့တဖက်မှာအမေရိကန်ရဲ့စန့်ကျင်ဘက်တွေမှာသူကလိုက်လိုက်ရက်တာလိုက်လိုက်ရက်တာဖြစ်တဲ့အတွက်တရုတ်ရဲ့ဒီစစ်ပွဲမှာအခန်းကဏ္ဍကဘာဖြစ်လာမလဲ အဲ့တော့ပြောရမယ်ဆိုရင်တရုတ်အနေနဲ့လည်းဟိုယူကရိန်းဟိုကျွန်တော်တို့ရုရှားစစ်ပွဲမှာဆိုရင်သူကဂျားနေပြီးတော့ဂျားနေတယ်လို့ပြောပြင်မယ်လေသူတက်နိုင်တဲ့ဘက်ကနေပြီးတော့ရုရှားကိုထောက်ခံအားပေးထားတာသူအနေနဲ့ဆက်လက်နေတဲ့တရုတ်အစားတွေကိုထောက်ပံ့တယ်လို့မပြောပြမယ်သူသူကပူတင်နဲ့သူဟာဘောနော်ရှီကျင်းဖင်ဆက်ဆံရေးကသူ့ဘာသူအထိုက်လျောက်တော့ရှိနေတယ်လို့ကတော့ကျွန်တော်ကတော့ထင်တယ်ဘောနော်အဲ့တော့တရုတ်နဲ့အီရန်ကလည်းအခုချင်းသူ့ဘာသူဘောနော် ဟိုတန်တမာရေးအရာရောစီးပွားရေးအရာရောဤသမှုကတော့ရှိတယ်ကာလတစ်ခုအနေနဲ့လည်းရှေ့ကျနေပြီလို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့အစ္စရေးကိုအာအီရန်အာအစ္စရေးကအီရန်ကိုတိုက်ခိုက်လာတဲ့အချိန်မှာတရုတ်ရဲ့ရည်ရည်ချက်ကဘလို့ဖြစ်လာမလဲဆိုတာကကျွန်တော်တို့ထည့်သွင်းစဉ်းစားမယ်အချောင်းရတခုလို့ကတော့ကျွန်တော်ကတော့မြင်တယ်ဗောနော်။ဘာကြောင့်လဲဆိုရင်တရုတ်ကလည်းအစ္စရေးမှာ ပေါ့နော်ရင်းနှီးမြှုပ်နှံမှုတွေကြီးကြီးမားမားတွေပြုလုပ်ထားတာရှိပါတယ်အထူးသဖြင့်အခြေခံအဆောက်အုံတွေနီးပညာပိုင်းတွေမှာသူကရင်းနှီးမှုတွေပြုလုပ်ထားတာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့အီရန်နဲ့ပေါ့နော်ကျွန်တော်တို့အစ္စရေးရဲ့ပြိပခတစ်ချောင်းလုံးပါလေတရုတ်ကပုံနေမြဲကြားနေမြဲတိုင်မြဲနေတယ်အပြီးတော့သူလောက်ရမဲ့ခံဓာတွေမှာဆက်ပြီးတော့လောက်ကင်နေတာကိုလောက်ကင်ပြီးတော့နှာစင်းနေတာကိုလည်းကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်သဘောကတော့ တရုတ်ကအီရန်ဘက်ကနေပြီးတော့လုံးလုံးလုံးရရက်လိုက်ဖို့လည်းမလုပ်တလို့အီရန်ဟိုဟာအစ္စရေးနဲ့လည်းစီးပွားဘက်ဖြစ်ဟောတော့အာသူရှိနေတဲ့ပုံစံတစ်ခုလို့တော့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဟိုသူကဒီနိုင်ငံလုံးနဲ့တစ်ဖက်ထဲမှာရက်ပြီးတော့နောက်တစ်ဖက်နဲ့သူကခက်ကင်းကင်းဖြစ်သွားမဲ့ပုံစံကိုလည်းသူကမလိုလောက်တရုတ်ရဲ့ပုံစံလည်းပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအချိန်မှာတရုတ်ကိုကျွန်တော်တို့ကထည့်ပြောရတာဖြစ်ပါပြောချင်တာကတော့ဗျာတရုတ်ကတော့ဟိုနှုတ်ကနေပြီးတော့ အာဟိုထောက်ခံမှုကိုဟလာဟိုအီရန်ကိုနှုတ်အားနဲ့တော့ထောက်ခံမှုကတော့ပြနိုင်ကြီးတော့ရှိတယ်။ဒါပေမဲ့ဒီပက္ခတွေကိုသူကိုယ်တိုင်ကျွန်ပြီးတော့ဝင်လာမဲ့အခြေအနေကတော့မရှိဘူးလို့ကျွန်တော်ကတော့မြင်တယ်။ခလန်းလန်းနေပြီးတော့လှမ်းကြည့်မှာ။ဒါပေမဲ့သူတခုလောက်ဖို့တော့ရှိတယ်။ပြောပြောရမယ်ဆိုခွာချက်ပေါ့ဗျာ။ဒါပေမဲ့သူတခုလောက်ရှိတယ်။သူကဒီကြားထဲကိုဝင်ပြီးတော့တန်တမန်ကြီးရဝင်ပြီးတော့ညှိနှိုင်းတာတွေဖြည့်ရှင်းတာတွေဒီလိုကိစ္စတွေရောအာသူကလှုပ်လာနိုင်ကြီးတော့ရှိတယ်။ဒါပေမဲ့ဟိုသူ့အနေနဲ့ပေါ့နော်။တစ်ဖက်ဖက်ကနေပြီးတော့ရက်မယ်ဆိုတာကတော့အခုချိန် အာဒုအနေနဲ့လောကမလုပ်ဘူးဆိုတာကိုတော့ကျွန်တော်တို့မြင်ရတယ်ပေါ့နော်အဲ့တော့တရုတ်နေနဲ့အခုလိုချားနေရတာလည်းအကြောင်းရင်းတွေကရှိတယ်အဲ့ဒါဘာလဲဆိုရင်အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့်အီရန်စီကနေပြီးတော့တရုတ်ကရေနံတွေဝယ်ယူနေတဲ့ဥစ္စာလည်းတခုပြီးတော့အာ တခုတည်းသောဖောက်တင်နိုင်ငံဖြစ်တယ်ဗောနော်အီရန်စီကနေပြီးတရုတ်ကရေနံတွေဝယ်ယူနေတာလည်းဟာဟိုအီရန်ရဲ့တခုတည်းသောဖောက်တင်နိုင်ငံဖြစ်တယ်ပြီးတော့တရုတ်ကအီရန်နဲ့ sorry sorry အာရေဗျာဗောနော်အာ sorry အာရေဗျာတွေကို2023မှာတန်တမန်ရေးအာတန်တမန်ဆက်ဆက်ရေးပြန်ဆပြန်ဆနိုင်အောင်ချောင်းဝင်ညှိနှိုင်းပေးတဲ့နိုင်ငံလည်းဖြစ်တယ်ဗောနော်အခုကိစ္စမှာတရုတ်ကတတိကြီးကြီးထားပြီးတော့အာစောင့်ကြည့်နေတယ်လို့ပြောရင်လည်းမမအောင်ဗျာ အာတတိကြီးထားပြီးစောင့်ကြည့်နေရဆိုရင်လည်းမမှောင်အဲ့တော့ဒီတော့တရုတ်နေနဲ့လက်ရှိအစ္စရေးနဲ့အီရန်စစ်ပွဲမှာစကလုံးတွေနဲ့ပဲငင်းငင်းငြမ်းနဲ့ပြီးဖို့ဖြည့်ရှင်းမှုအာဓာရီကိုပဲဆွေးနွေးသွားပြီးတော့အဲ့ဓာရီကိုပဲဖောင်းပေးပြီးတော့ပြောလာနိုင်ကြကတော့ပို့ပြီးတော့များတယ်တရုတ်ကတော့တစ်ဖက်ဖက်ကနေဘယ်သောခါမှကိုရက်မှာမဟုတ်ဘာဖြစ်လို့မရက်လဲဆိုရင်သူကဒီစစ်ပွဲကဘာမှစစ်မဖြစ်ရှင်ဆုံးနိုင်ငံတွေထဲမှာတရုတ်ပါတယ်ဘာဖြစ်လို့တရုတ်ကအာသူသူ့ရဲ့လက်ရှိစီးပွားရေးအခြေအနေအရန်ကောင်းနေတာ ပေါ့နော်သူရဲ့စီးပွားရေးအခြေအနေကအရန်ကောင်းနေတာနောက်ပြီးတော့သူ့နိုင်ငံမှာသူ့ပြည်သူတွေကိုအဲသူဒီစစ်တွေကစစ်တွေသာဖြစ်ရင် သူသာစစ်ပွဲတွေလည်းဝင်သွားမယ်ဆိုရင်သူ့နိုင်ငံရဲ့ပြည်သူတွေကိုပေါ့နော် အာပြည်ပြည်သူတွေရဲ့နေ့စဉ်စားဝတ်နေရေးတွေကျတဲသွားမှာအတချို့တော့အကြောင်းအရာတွေဖြစ်လာပြန်သူကဘယ်တော့ခါမှမလိုလောက်ဒါကြောင့်မို့လို့လဲအခုဘယ်နိုင်ငံဒီမှာပဲနိုင်ငံတစ်ခုစစ်ပဲဖြစ်ဖြစ်တရုတ်အနေနဲ့ဘယ်တော့ခါမှတစ်ဖက်တည်းဝင်ရက်လည်းမရှိဘူးဂျားတွေကနေပြီးတော့နေပြီးတော့ဟိုလိုလိုဒီလိုလိုနဲ့ခွာချက်ပုံစံမျိုးပဲနေလိမ့်ရှင်တကယ်တမ်းကြတော့ဗျာကျွန်တော်တို့တော့သိနေတယ်ဟာဟိုမှာရုရှားယူကရိန်းဟိုဟာအရေးမှာဆိုရင်တရုတ်ဒီရုရှားဘက်မှာဝင်ရက်တယ် ဟုတ်လားဟိုဒါပေမဲ့သူ့ရဲ့ပုံစံကတော့ဂျာနေလိုလိုဘာလိုလိုနဲ့ဒီလိုပဲနေနေတာပဲဒါပေမဲ့သူတရားဝင်ဒါတွေထောက်ပံ့မှုတွေတချို့အစားတွေဒါကိုလုံးလုံးလုံးရမလုံရဲဘူးဆိုတာတော့ဟိုဘောနော်ဟိုမလုံဘူးဘောနော်မလုံဘူးဒါပဲကျွန်တော်အဓိကထားပြောနေတာဒါကြောင့်မလို့သူကစစ်ပွဲတွေကိုမဖန်လဲမဖန်တူသူကိုယ်တိုင်လဲထိုင်ဝမ်တို့ဘာလို့ဟိုအခုအချိန်မှာစည်ရေးရသူကဟိုစည်ရေးပြနေတာပဲရှိတယ်ဘာမှသွားပြီးတော့လုံနေတာလဲမရှိသေးဘူးအဲဒါကြောင့်မလို့ဘောနော်ဟို အမေရိကန်နဲ့သူနဲ့စစ်ဖြစ်မှာတခြားနိုင်ငံနဲ့သူကစစ်ဖြစ်မှာဒါမျိုးတွေကိုသူကဘယ်တော့ခါမှလူလားမှာမဟုတ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ထင်တယ်အာတရုတ်ရဲ့လက်ရှိအခြေအနေဟာအီရန်အစ္စရေးမှာအဲကျွန်တော်တို့ဖြစ်လာနိုင်မဲ့အခြေအနေတွေကတော်တော်လေးကိုနည်းတယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ ဟိုတရုတ်ကစီရင်ရင်ကတော့ကြီးတယ်လူဝင်အားလည်းများတယ်ဆိုပေမဲ့သူ့နိုင်ငံမှာပြည်သူတန်းပေါင်းများစွာရဲ့စားဝတ်နေရေးဆင်းရဲမွေးတည်မှုဟိုတော့ဒါတွေကိုဖြစ်သွားမှသူကဘယ်တော့ခါမှမလူလားတဲ့နိုင်ငံဖြစ်တယ်အကယ်၍တရုတ်သာစစ်ပွဲတစ်ခုကိုဖန်တီးလို့နိုင်ငံအတွင်းစီးပွားရေးထိခိုက်ရင်အရင်ဆုံးအုံကြွလာနိုင်မဲ့သူ့နိုင်ငံသားတွေရဲ့အင်းအားကိုလည်းတရုတ်ကအမြဲတမ်းတည်ထားပြီးတော့ဘောနော်ကင်တွယ်လေးရှိတယ်ဘောနော်အာဒါကြောင့်မလို့သူကတော့ဒီလိုမျိုးအခြေအနေမျိုးကိုဖြစ်လာမှာတော့မဟုတ် ဟုတ်ကဲ့နော်အဲ့တော့လက်ရှိ Israel Iran အခြေအနေရာကျွန်တော်တို့ကျွန်တော်အခုဒီဗီဒီယိုရိုက်နေတဲ့အချိန်ထိတော့ Iran ဘက်ကနေပြီးထူးထူးခြားခြားပြန်ပြီးတော့တုံ့ပြန်မတုံ့ပြန်သေးတာကိုကျွန်တော်တို့တွေ့ရတယ်အာတရင်ဌာနတွေမှာတက်နေတာတော့ရှိတယ်။ပြန်တုံ့ပြန်လာနိုင်မယ်။အာဒီကပြိပခါကဘလောက်ထိကြီးမားသွားပြီလဲ။အဲ့တော့ဟိုဘလောက်ထိဖြစ်သွားပြီလဲ။ဟိုပေါ့နော်။ဟိုဒါတွေကိုဆက်ပြီးတော့ကြည့်နေတဲ့အနေထားတွေတော့ရှိတယ်။အဲ့တော့လက်ရှိ Arab အရက်ကဘာမှာတော့ဒီတိုက်ပွဲကဘောတော့တခြားနိုင်ငံတွေပါပါဝင်လာမဲ့အခြေအနေမျိုးကြီးကတော့ကျွန်တော်ကတော့မဖြစ်လာနိုင်သေးဘူးလို့ကျွန်တော်ကတော့ထင်တယ်။နောက်ပြီးတော့ World War 3ဖြစ်ဖို့ဆိုတာတကယ်တမ်းကျတော့အကြောင်းရင်းတွေအခြေခံအကြောင်းတရားတွေအများကြီးရှိပါတယ်။အဲ့တော့ဒီအခြေခံအကြောင်းတရားတွေထဲမှာတော့ကျွန်တော်တို့ကဘာကြီးကအထက်မှာ လောလောဆယ်မသွားနေသေးဘူးလို့လည်းကျွန်တော်ကတော့မြင်တယ်အဲဒါကြောင့်အကျွန်တော်တို့တချို့သူတွေဟိုပါပေါ့နော်ပြောင်းတယ်လို့ပဲဖြစ်ဖြစ်နောက်တယ်လို့ပဲဖြစ်တချို့ကိစ္စတွေဘယ်လိုပဲဖြစ်နေဖြစ်သူနိုင်ငံတိုင်းမှာပြိပခါတွေတော့ရှိနေပါပဲဒီမိုကရေစီနိုင်ငံတွေမှာလည်းပြိပခါတွေအများကြီးရှိကျွန်တော်နေတဲ့လက်ရှိတောင်ကိုရီးယားမှာလည်းပြိပခါတွေရှိနိုင်ငံကြီးမတည်ငြိမ်မှုတွေဖြစ်တယ်ဒီမိုကရေစီကိုထိခိုက်နိုင်တဲ့အကြောင်းတရားတွေတချို့ဥစ္စာတွေဖြစ်ပေါ်နေကြတယ်လေအများကြီးရှိဒါပေမဲ့ဟိုပါလို့ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားနိုင်မယ့်အခြေအနေမျိုးကို ဒီကဘာကြီးကသူတွေကမလူလာကြတော့ဒီခေတ်မှာငញ្ញញရေးဟာလူတိုင်းလူလာကြတဲ့အကြောင်းအရာဖြစ်ပါကျွန်တော်တို့နိုင်ငံမှာလည်းကျွန်တော်တို့ဒီတော်လှန်ရေးကိုဆင်နွှဲနေတယ်ဆိုတာငញ្ញញရေးကိုကျွန်တော်တို့တွားချင်လို့ဖြစ်ပါတယ်ဒီစစ်တပ်နဲ့ငញ្ញញရေးကိုစကားဝိုင်းပေါ်မှာကျွန်တော်တို့ဘလုံးမလုံးလို့မရတဲ့အချိန်မှာဗဇက်နဲ့ပြောလို့မရတဲ့အချိန်တွေမှာလက်နက်ကင်ပြီးတော့တိုက်ရတဲ့အချိန်တွေတခုကိုကျွန်တော်တို့တွားနေရဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံမှာလူတွေမလူကျင်တဲ့စစ်ပွဲကြီးတွေ ဘောနော်လူတွေမလိုချင်တဲ့တဘာဝဘေးရန်ရည်ကြီးတွေလူတွေမလိုချင်တဲ့ကက်ယောဂါကြီးတွေအဓာရီအများကြီးကိုဘယ်သူမှမလိုချင်ကြပါဘူးဒါပေမဲ့တချို့တော့အကြောင်းတရားတွေကလည်းဖြစ်လာနိုင်မလားဖြစ်ပေါ်လာနိုင်မလားဆိုရယ်လူမျိုးမျိုးအထွေထွေအသုံးသုံးသက်ချက်တွေတယောက်နဲ့တယောက်ကြားမှာမမြင်မတူသောအမြင်တွေ၊ကွဲပြားမှုတွေကဘောနော်ကျွန်တော်တို့ကြားမှာစိုးရိမ်မှုတွေကဖြစ်လာနိုင်တာတွေကလည်းအများကြီးရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်ကတော့ဟောဘောနော် ဟိုကျွန်တော်တို့တွေလှုပ်ရှားရှိအောင်ဆက်လုပ်ရပါမယ်ကျွန်တော်တို့ကဘာကြီးอ่ะပျက်စီးဖို့အချိန်မတန်သေးဘူးလို့တော့ကျွန်တော်ကတော့မြင်တယ်ကျွန်တော်တို့ကဘာကြီးမှာဟောတော့အခုအချိန်ထိပြဿနာတွေဖြစ်လာတယ်ဖြေရှင်းဖို့နည်းလမ်းတွေရှိသေးတယ်အာတစ်ဖက်နဲ့တစ်ဖက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာတနိုင်ငံနဲ့တနိုင်ငံကြားမှာဟောတော့ဟိုပြည်လဲအောင်ဖြေရှင်းကြမလားဟောတော့ဒါမှမဟုတ်ဘယ်လိုလုပ်ကြမလဲအဒီအခြေအနေကြီးကိုဘယ်လိုဟာဖြစ်ကြမလဲဆိုတာကအာသူ့ဘာသူနည်းလမ်းတွေကတော့ရှိနေပါဒါပေမဲ့အသေးစားတစ်ခုကတော့ပြောချင်တယ် ဲဥစ္စာကတော့ဘသူတွေဘာတွေပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာဘလို့ပဲဖြစ်နေဖြစ်နေကဘာကြီးကအရင်လိုမင်းတို့ဒီတနိုင်ငံကိုအနိုင်ကျင့်နေတာရပ်ပါတော့ဆိုပြီးတော့ဗဇက်နဲ့ပဲပြောပါလိမ့်မယ်ကိုထီးလက်ရောက်ကတော့ဘယ်နိုင်ငံမှာဝင်မပါကြပါဘူးဘာကြောင့်လဲဆိုရင်အဲ့ဒါတွေဟာပရိပခောက်ကိုပူကြီးထွားဟိုပူကြီးထွားစီရထွက်တချို့တော့မလို့လာအပ်တဲ့အကြောင်းအရာတွေပြောရမယ်ဆိုရင်ဗျာလက်ပိုက်ကြည့်နေတာကအကောင်းဆုံးဖြစ်မဲ့အခြေအနေတွေလို့ကျွန်တော်ကတော့မြင်နေပါတော့เนาะအဲ့ဒါကြောင့်မလို့အာကမ္ဘာပေါ်မှာဟို လူတန်းပေါင်းများစွာနိုင်ငံတစ်ခုထဲမှာတည်နေလေကဘာကြီးကမလုံကြပါနဲ့ရက်ကြပါမလုံကြပါနဲ့လို့ပဲပြောနေလိုက်မှာအာသူတို့ကိုယ်တိုင်အားဒါကိုရက်ဖို့အတွက်အတင်းကျပ်ဖိအားပေးတာတိုက်တော့တာတွေဆိုလာကလုတ်ဖို့ဒီခဲရင်တယ်လုတ်ဖို့အကြောင်းတရားတွေကလည်းနေတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေကတခုခုမိမိရောက်ရှိနေတဲ့နေရာမိမိပတ်ဝန်းကျင်မှာ က်တန်တာတွေဖြစ်လာရင်ကိုချလောက်ပေါ်ကိုရက်ပြီးတော့ဖြည့်ရှင်းတာကအကောင်းဆုံးဖြစ်မယ်လို့ကတော့ကျွန်တော်ကတော့မြင်တယ်ဒါလက်ရှိကမ္ဘာရဲ့နိုင်ငံရေးလို့တော့ကျွန်တော်ကတော့မြင်မိတယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်တို့တွေအခုတော်လန်ရေးမှာလဲကျွန်တော်တို့တွေကျွန်တော်တို့ချလောက်ပေါ်ကျွန်တော်တို့ရက်ပြီးတော့ရှေ့ကိုပဲကျွန်တော်တို့ဆက်သွားနေရမှာပဲဟိုနိုင်ငံအကူအညီလာပေးပါဒီနိုင်ငံအကူအညီလာပေးပါဆိုပြီးတော့ကျွန်တော်တို့မျှော်နေလို့မရဘူးဟိုနိုင်ငံစစ်တပ်ကြီးလာခဲ့ပြီပါငါတို့ဒီစစ်တပ်ကိုမြှုပ်ချေမုန်းပေးပါဆိုပြီးတော့ကျွန်တော်တို့မျှော်လင့်နေလို့မရဘူးကျွန်တော်တို့ဟာ ကိုပိုင်ပေါ့နော်ဟိုအတွေးခေါ်တွေအမြင်တွေယူဆချက်တွေဒါတွေကိုအခြေခံပြီးတော့မိမိလိုချင်တဲ့အနာဂတ်တွေကိုဖန်တီးဖို့ကျွန်တော်တို့ကိုယ်တိုင်ပဲကျွန်တော်တို့လှုပ်ရမှာဖြစ်တယ်ဆိုတာပြောကြရင်လည်းဒီနေ့ကျွန်တော်အတွေးကျွန်တော်မြင်စီစဉ်ကိုဒီလောက်နဲ့ပဲကျွန်တော်ရန်နာချင်ပါတယ်တော်လံပြည်သူများအားလုံးစိတ်လက်အကြည်သာသာနဲ့တနေ့တော့ဖြတ်ဖြတ်တန်းနိုင်ကြပါသည်များအားလုံးကျေးဇူး Hello အော်မနေ့ညကဟိုကျွန်တော်ပထမ အခုဝတ်စံပြောင်းသွားပါဘောနော်ဝတ်စံပြောင်းသွားတယ်တခြားမဟုတ်ဘူးကျွန်တော်ပထမမင်းညတော့အီရန်အကြောင်းပြောနေတဲ့အချိန်မှာအီရန်နဲ့အစ္စရေးအကြောင်းပြောနေတဲ့အချိန်မှာအာကျွန်တော်တို့အီရန်ဘက်ကနေလက်တော့ပြန်တိုက်ခိုက်မှုမရှိသေးဘူးဘောနော်အဒါပေမဲ့အာကျွန်တော်တို့အာဒီဇွန်လ23ရက်နေ့ဘောနော်အာကျွန်တော်တို့အာဒီသူတို့အချိန်ဆိုရင်တော့ညပေါ့နော်ဇွန်လ23ရက်နေ့ညမှာတော့ကျွန်တော်တို့အီရန်နေပြီးလက်တော့ပြန်တိုက်ခိုက်လိုက်ပြီအဓိကက အာဘာဘိုင်းနဲ့တိုက်ခိုက်လဲဆိုဒုံးကြီးရင်းနဲ့တိုက်ခိုက်တာဗောနော်အဒုံးကြီးအစင်း၁၀၀ကျော်လောက်ရှိရဲဒါအောင်နှစ်တုပ်ခွဲပြီးတော့ Delvin နဲ့ Jerusalem မှာရှိတဲ့လူနေထူထပ်တဲ့ area တွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့ဘာလို့ဆက်ဖြစ်မလဲဗောနော်ဘာလို့ဆက်ဖြစ်မလဲအခုလောတဲ့အတိုက်ခိုက်မှုမှာတော့လူသေးဆုံးမှုတော့မရှိဘူးအာ Israel မှာဒါပေမဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်ဆိုတော့ဒါ အာဟိုအစ္စရေးလေကြောင်းကောက်ဝေးစနစ်ကိုဖျက်ပြီးတော့တချို့ဟာတွေကလူနေထူထပ်တဲ့နေရာတွေကျပြီးတော့ထိခိုက်မှုရှိတယ်လို့ကျွန်တော်တို့ဒါပြောရမှာပဲဗောနော်အဲ့တော့အပြန်အလှန်ပြစ်ခတ်မှုတွေစပြီးအဲ့တော့ဘယ်လိုတိုက်ခိုက်မှုတွေထက်လာအောင်မလဲအာကမ္ဘာနိုင်ငံတွေကတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အာဗောနော်တိတ်ပြီးတော့ပြောဆိုနေကြတော့တိတ်မတွေ့သေးဘူးအာပြောတော့ပြောကြတယ်အာဒါပေမဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ခြေလုံးဝင်းအဲ့လိုပြောဆိုနေတဲ့ပုံစံတွေတော့ကျွန်တော်တို့တိတ်မတွေ့သေးဘူးအဲ့တော့ Israel Iran ရေခင်းနောက်ဆက်တွဲက ဘာတွေထပ်ဖြစ်မလဲစိတ်ဝင်စားနေစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဟိုကျွန်တော်တို့ဟာအခုအရေးလဲစိတ်ဝင်စားရမယ်တခြားအရေးလဲစိတ်ဝင်စားရမယ်အဲ့တော့ဒီဗီဒီယိုလေးကတော့ကျွန်တော်နောက်ဆက်တွဲအနေနဲ့ထပ်ပြီးတော့ထည့်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ